မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့သတင်းတို့ထောအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့သတင်းကြိုလှဖြစ်နေကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေ့ထူးနေ့မြတ်တွေတည်းတည်းပဲဖြစ်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ဒီနေ့တဲ့ရွှေတခုံစီတီတော်မှာဖျားဖူးတွေနဲ့စီကားနေတာကိုလည်းသတင်းမှာတွေ့မှာပါရှုပ်ဒေတာတွေမှာလည်းကျွန်တော်တို့ရိုးရဒေတာအလိုက်သတင်းကြိုပွဲတော်တွေကိုစင်နှွှဲနေကြတယ်ဒါပေမဲ့ဘလောက်ပဲ ကျွန်တော်တို့ရိုးရအောင်မပြက်မကွက်လှုပ်တည်ဖြစ်စေဘယ်ထေဒဘယ်နေရာမှာမှ စိတ်နှလုံးအေးချမ်းစွာရိုးရဓလေတွေကိုစီရင်ကျင်းပခွင့်မရတော့လူတိုင်းတိမှာပါဒါဟာအားလုံးရဲ့တရခံဒီကျွန်တော်တို့တိုင်းပြည်မှာအခုလို့စစ်ဘေးစစ်ဒဏ်တွေကြောက်ဝဖြစ်တယ်အဲ့တော့အားလုံးတိတဲ့အတိုင်းငြိမ်းချမ်းနေတဲ့တိုင်းပြည်အခုမင်းအောင်လှိုင်တန်အာနာမတိန်ခင်အခုလာမဲ့2025ဒီဘလောက်ထိနိုင်ငံဟာတိုးတက်ပြီလဲ2025နဲ့2020အထိ ကျွန်တော်နိုင်ငံဘလောက်ပြောင်းလဲတိုးတက်သွားလဲအဲ့ဒီ2020မှာ RND နိုင်ခဲ့တာဖြစ်တဲ့အတွက်ထပ်ပြီးတော့လာအုပ်ချုပ်ခွင့်ရမယ်ဆိုအခု2020သတင်းကြိုညမှာကျွန်တော်တို့နိုင်ငံရဲ့အလှဟာရောင်စုံမီးဘုံတွေကြားမှာအရင်ကြည့်လို့ကောင်းပါပါဒါပေမဲ့လို့အခုတော့ဒီမင်းအောင်လှိုင်အာနာသိမ့်ပြီးတော့ပြည်သူကိုရရဆက်ဆက်တတ်ပြတ်နေတဲ့လှုပ်ရဲကြောင့်နေရာတိုင်းမှာရုပ်ဆိုးအကြီးတန်းနေတာဖြစ်တယ်ဒါကြောင့်မလို့နိုင်ငံရေးတော်လှန်ရေးဘက်ကလူတွေကဒီအာနာရှင်စနစ်အမြင့်ပြတ်ဖို့ကိုဝိုင်းဝန်းလှုပ်ဆောင်ကြဖို့တိုက်တွန်းနေတာပဲဖြစ်ပါတယ် ဟုတ်ကဲ့အယူနဲ့နောက်ထပ်တင်းတစ်ခုတင်ဆက်ပေးချင်တာကတော့စက်ကြီးကောက်နေတဲ့ရဲအရာရှိ၃ဦးနဲ့ရဲတပ်သား၃ဦးတို့ကိုကားကိုပြစ်ခတ်မှုရဲလင်းဦးတည်ဆုံးတယ်ဆိုတဲ့တင်ပြဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်ပြည်သူများထံမှစက်ကြီးကောက်နေတဲ့ရဲအရာရှိ၃ဦးနဲ့ရဲတပ်သား၃ဦးလိုက်ပါလာတဲ့ကားကိုတော်လှန်ရေးတပ်များကပြစ်ခတ်မှုရဲလင်းဦးတည်ဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိကြောင်းမုံရွာမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့မြို့မုံရွာမြို့နယ်ပတ်လာဖတာဝန်ရှိသူတဦးကပြောပါတယ်။တာစီလန်းနဲ့ အတော်အဝိုင်းပတ်တွင်ပြည်သူများထံမှငွေကြေးနှင့်ပါလာတဲ့ပစ္စည်းများအတင်းအဓမ္မစက်ကြီးကောက်ခံနေတော့ရဲအရာရှိ၃ဦးနှင့်ရဲတပ်သား၃ဦးလိုက်ပါလာတဲ့အိမ်စည်းကားကိုတော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းအပြန်လန်တိုက်ခိုက်မှုအတွင်းရဲလေဦးစုံတေဆုံးပြီးတော်လှန်ရေးတပ်များအထိခိုက်မရှိခဲ့ကြောင်းလက်နက်ခဲယမ်းများတိမ်းဆဲရရှိခဲ့ကြောင်းသိရတယ်။နမတိနယ်မြေရဲစခန်းမှရဲတပ်ချက်တိမ်းစော်ဖြစ်ကြောင်းတိမ်းဆဲရရှိသောခဲယမ်းလက်နက်များမှ AB63 ခေါ် G3 နှစ်လက်နိုင်မမပင်စတိုတလက်တို့ဖြစ်ပြီးလိုက်ပါစီးနှင်းလာတဲ့အိမ်စည်းကားမှလည်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရှိရတယ်။အဆိုပါမရှင်ကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပါလာဖာနဲ့ကြောင်းသားတက်တော် SAF မုံရွာခရိုင်တပ်ရင်းနှစ်တပ်ခွဲတစ်ရွာစော်ကြီးတော်လန်တန်ဘူးတလင်မိုဘိုင်းတင်းတို့ကအတူပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။နော်ကဲနေသူနေမြတ်နော်ကျွန်တော်တို့ဒီလိုတရင်ကျုပ်ကာလမှာလဲတိုင်းပြည်ရဲ့ ြစ်နေတဲ့ဟာကတွေးထက်တန်ယူတွေနဲ့လှုပ်ဖုံးလွှမ်းနေတာပေါ့ဒါတွေအားလုံးကတရားခံဟာအာနာယူပြီးတော့တိုင်းပြည်အာနာကိုမတရားလူယူတဲ့မင်းအောင်လှန်ရဲ့လှုပ်ရဆိုတာကိုဘယ်သူမှညင်းလို့မရဘူးမင်းအောင်လှန်အာနာလူလို့သိခဲ့ရတဲ့စစ်သားနဲ့ရဲဥကြီးဘယ်လောက်ရှိသွားပြီလဲအဲ့ဒီဒုက္ခိတဖြစ်သွားတဲ့စစ်သားနဲ့ရဲဥကြီးဘယ်လောက်ရှိသွားပြီလဲဒါတွေအားလုံးအတွက်မင်းအောင်လှန်အပါဝင်ဒီမင်းအောင်လှန်ကိုအပေးထောက်ခံနေတဲ့ဘယ်သူမှတောင်းဝင်မယူဘူးဒါပေမဲ့လို့နေ့တိုင်းအသက်တွေရောစည်ရတယ်တော့တိုက်ပွဲတွေကြားထဲမှာတော်လှန်ဘက်က ပြည်သူလဲထိခိုက်တယ်ဒီတော်လန်ခံတဲ့ဘက်ကစစ်တပ်တဲ့ရဲတွေလည်းထိခိုက်တာပဲဒါတွေအားလုံးဟာမင်းအောင်နိုင်ကြောက်ဆိုတာဒါဘလို့မှညင်းလို့မရဘူးဒါကြောင့်မလို့ဒီအာနာယူကိုအမြင့်ပြတ်ဖို့ဟာကိုတော်လန်ရေးအင်အားစုတွေကဝိုင်းဝန်းလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ဗကိုးနေရန်ကုန်တိုင်းစစ်စင်ရေးအတွက်ဗကိုးပကဖကိုဖွဲ့စည်းလိုက်ပြီးတနိုင်ငံလုံးထွေထွေထိုးစစ်အတွက်ပြင်ဆင်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ောက်တိုဘာ9ရက်နေ့ KNU တပ်မဟာ1နယ်မြေတွင်ဘကိုးခရင်ပကဖကဖွဲ့စည်းထားသည့်တိုက်ခိုက်ရေးစစ်တောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးတိုင်းစစ်ဌာန၏စစ်စင်ကုတ်ကဲမှုအောက်တွင်တောင်းရင်ထန်းဆောင်စည်းရန်လွှဲပြောင်းအနှံပွဲအခမ်းအနားကျင်းပခဲ့ပြီးဘကိုးခရင်ပကဖတောင်းဝင်ခံရဲဘော်ဖြိုးမောင်မှအထူးတိုင်းစစ်ဌာနတိုင်းကုတ်ကဲရေးမှုရဲဘော်အောင်ဆန်ရှားထံသို့ဘကိုးတိုင်းပကဖတိုက်ခိုက်ရေးစစ်တောင်းကိုလွှဲပြောင်းအနှံပေးခဲ့ကြောင်းသိရတယ်ကျွန်တော်တို့ရဲ့တော်လန်ရင်အင်အားစုတွေဟာရန်သူစကားစတဲ့ ယနေ့အချိန်ထိအင်အားတာလွန်နေသေးပါကျွန်တော်တို့စူးစီးဖို့ပဲလိုတာပါကျွန်တော်တို့မှခိုင်မာတဲ့စူးစီးမှုနဲ့ရှိနေတဲ့အရင်းမြစ်တွေကိုမျှဝေပြီးအကျိုးရှိရှိတုံးနိုင်ရင်လာမယ့်ထွေထွေထိုးစစ်ကိုအောင်မြင်အောင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်ပကဖတွေကို PDF တွင်လေ့ကျင့်စုဖွဲ့တာဒီလဲကြိုတင်ပြင်ဆင်မှုတစ်ခုပါပဲခူးတိုင်းပကဖတီအထူးတိုင်းစစ်ထနာရဲ့စစ်စင်ရေးကွက်ကဲမှုနဲ့အတူပဲခူးရန်ကုန်စစ်စင်ရေးတွေမှာအစွမ်းကုန်ပူးပေါင်းတွားမဲ့စိတ်သက်ပြတ်သားပြီးလေ့ကျင့်တာပြေဝတဲ့ပကဖတိုက်ခိုက်ရေးရဲဘော်တွေနဲ့ စုဖွဲ့ထားတဲ့စစ်ကြောင်းတစ်ကြောင်းဖြစ်ပါတယ်ဟုအထူးတိုင်းစစ်ဌာနတိုင်းကုတ်ကရေးမှုရဲဘော်အောင်ဆန်ရှားကပြောပါတယ်။အရန်အားရဖို့ကောင်းတဲ့တဲ့င်းမှာဒါမျိုးစုစည်းမှုတွေကိုမြန်မြန်လှုပ်ဆောင်နိုင်ဖို့အရေးကြီးပါတယ်။ဒီတော်လှန်ရေးမှာအခုဆိုရင်ဒီအာနာတိန်ထားတဲ့စစ်ကောင်စီဘက်အကြမ်းဖက်စစ်တပ်ဘက်ကနေနော်အခု TNN နဲ့မြန်မာနယ်မြေတချို့ပြန်လည်သူတို့ရရှိတယ်ဒီနယ်မြေတွေဒီတစ်ချိန်ကသူတို့အုပ်ချုပ်ထားတဲ့နယ်မြေဒါပေမဲ့ TNN ကတိုက်ခိုက်တိမ့်ပိုက်ခံရပြီ သူတို့လက်လွတ်ခံလိုက်ရတဲ့နည်းမြေအဲ့ဒီသူတို့လက်လွတ်ခံလိုက်ရတဲ့နည်းမြေတွေတဲကမှတင်အန်နေသိမ့်ပိတ်ထားတဲ့နည်းမြေတွေကမှတချို့တလေကိုသူတို့ပြန်ယူတိုက်နိုင်တဲ့အဆင့်မရှိသေးတယ်ဒါပေမဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်တနင်္လာရီတိုင်းကနေဒီကရင်ပြည်နယ်အရှိထိုင်းမြန်မာနယ်စပ်တစ်ချောက်သိမ့်ပိုင်ခံရတဲ့စခန်းပေါင်းမြောက်များစွာเนาะပြီးလို့ရှိရင်ဘကိုးစကိုင်းစသဖြင့်ဒီ PDF တွေတင်ထားတဲ့ data တွေ ြီးရခိုင်ပြည်နယ်မှာ18မြို့နယ်မှာ14မြို့နယ်ဆက်သက်ဖြင့်ဘယ်နေရာတွေမှာမှသူတို့ထိထိမိမိပြန်ရတယ်ဆိုတာမရှိသေးဘူးအဲ့တော့ TNNA မှာဘာဖြစ်လို့နေမြေတို့ပြန်ဆွန့်လွတ်လိုက်ကြတယ် TNNA ရဲ့เนาะဒီ data ကံပြည်သူနဲ့ဆက်ဆံမှုမှာအဖို့အထစ်တွေရှိတယ်ပြီးလို့ရှိရင်မဟာမိတ်တွေနဲ့ဆက်ဆံရေးမှာအဖို့ထစ်တွေတွားရှိတယ်အောက်ခြေအဆင့်ပေါ့အားလုံးတော့တွေ့မှာပါဟုတ်တယ်မလားအဲ KNA အောက်ခြေတပ်ဖွဲ့တွေနဲ့ဒီ TNN အနေနဲ့ဖြစ်ခဲ့တဲ့အရာအဲ့ဒီရဲ့အကျိုးဆက်ကြောင့်ခင်ဗျားပြောသူစီလုံးညီညွတ်မှုကိုအားပြက်ပြီးတော့နယ်မြေအချို့ကိုပြန်ပေးလိုက်ရတာလို့ပဲဒါပြည်သူအများစုကတော့တုံ့တက်ထားတယ်။အဲ့တော့အဲ့ဒီနေရာလေးလောက်ကလွဲလို့ဒီစစ်တပ်ဟာဘယ်နေရာမှသူတို့ဘာမှပြန်မလုပ်နိုင်ဘူး။ဒါပေမဲ့လို့အင်အားအလုံးရင်းနဲ့ထိုးစစ်တွေကဆင်းနေတယ်အတက်တွေဒါသူတို့သတိပြီးတော့စစ်မြေပြင်ကိုလှုပ်ပြီးအသေးခံခိုင်းနေတဲ့စစ်သားတွေကိုသူတို့ရဲ့အောင်မြင်မှုဟာတေးတေးချာချာကြည့်လိုက်မယ်ဆို PDF တွေပေါ်မှာဘာတစ်ခုမှမလွှမ်းမိုးနိုင်ဘူး။အဲ့အဖြေပဲ။နော်ဘလောက်ပဲကြော်စိုးဘူးလို့တော်မျိုးမင်းတို့လောင်းနေပါစေ။ ် PDF တွေပေါ်မှာတို့နည်းမြေတွေကိုစိုးမိုးပြီးချိန်မုံနိုင်စွမ်းပါရှိတယ် PDF တွေကလည်းတို့တို့ကိုပျောက်ကြားစနစ်နဲ့နှီးမျိုးစုံချိန်မုံနေတာအဲ့တော့လာမဲ့အထွေထွေထိုးစစ်ဆိုတဲ့ဟာမျိုးကညီနောင်မာမဲ့တုံးဘွက်တက်တုံညာနှစ်ခုစစ်စင်းမှာတုံးဘွက်တဲ့ပေါင်းတော့ဘလောက်အောင်မြင်ခဲ့လဲအားလုံးပေါင်းမဲ့ဆိုရင်ကျွန်တော်တို့ကအဲ့ဒါပါပဲဒါကြောင့်မို့လို့တော်လိုင်းနဲ့ပတ်သက်လို့အားပြက်စရာသွေးအေးစရာဘာအကြောင်းမှ မရှိဘူးငါတို့စားခဲ့တဲ့လမ်းငါတို့ကိုယ်တိုင်ရှောက်ခဲ့တာဘဒု မြောက်ပေးလို့မှရှောက်ခဲ့တာမဟုတ်ဘူးဘဒူစေခိုင်းလို့မှရှောက်ခဲ့တာမဟုတ်ဘူးအဲ့တော့ငါတို့ရှောက်တဲ့လမ်းခရီးတဲ့ပေါက်ခဲ့ပြီအောင်လဲအောင်မြင်နေပြီငါတို့ဘာကိုကြောက်စရာအကြောင်းရှိတယ်ရှင်းရှင်းလေးပဲအခက်ခဲဆိုတာရှိမှာပဲတော်နိုင်ရင်တည့်ရဆိုတာအခက်ခဲမရှိလို့မရဘူးငပြောတိခွန်ထွာစားတော့လွယ်တဲ့အရာမဟုတ်ဘူးဒါကြောင့်မို့လို့ဖြစ်ပေါ်လာတဲ့အခက်ခဲတွေကိုကြည့်ပြီးကျွန်တော်တို့ကြောက်နေမယ်ဆိုရင်အစတည်းကမတော်လှန်ကြတာကောင်းတာပေါ့တိုင်းမိနာတာဘာလို့ခုလဲဟုတ်တယ်နော်အဲ့တော့မလုံနိုင်တဲ့ဒူတွေကသူ့အတူမလုံနိုင်တဲ့လူအနားယူရလိမ့်မယ်လုံနိုင်နေတဲ့ဒူတွေအားလုံးဟာ တက်တက်ကြွကြွနဲ့ကိုယ်ရီမန်းချက်ပန်းတိုင်းကိုရောက်အောင်ရှောက်ဖို့ပဲအရေးကြီးတယ်။ရန်သူဟာအာပဲရှိတော့တယ်။ဘာဖြစ်လို့လဲ။ပြည်သူနဲ့ရန်ဖြစ်တဲ့အဖွဲ့အစည်းဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ကျင်းနေမှုတ်ချကြရှုံးမှာပဲ။အဲ့ဒါအဖြစ်ပါပဲ။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့စစ်တပ်ကပြည်သူ၄ဦးကိုတက်ဖြတ်ခဲ့ပြီးအသက်16နှစ်အရွယ်မိန်းကလေးကိုပါအတ္တမပြုကျင့်တက်ဖြတ်သွားတယ်ဆိုတော့သတင်းပဲဖြစ်ပါတယ်။တော့ဒီတရင်ကိုစတွေ့တဲ့ကကျွန်တော်တကယ်ကိုယင်နဲ့မကောင်းဘူး။ဘာဖြစ်လို့လဲဆိုတော့မိန်းကလေးရဲ့ အတက်က16နှစ်ပဲရှိသေးတယ်။သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကလည်းရှင်းရှင်းပြန်အပြိုးပေါ်ဝင်ခံစားလေးအရွယ်လောက်ပဲရှိသေးတယ်။စဉ်းစားကြည့်ပေါ့ဗျာ။သွေးကြည့်လိုက်တာနဲ့ရင်ထဲကအောင်နာတယ်။အော်ကို့တူမလေးကို့တားသမီးလေးကို့ညီမလေးနော်ကို့ကောင်မလေးခံစားကြည့်ပါအမျိုးမျိုးနော်ငယ်ရွယ်နဲ့တူတယ်ညီလေးဆိုရင်မင်းကို့ရဲ့ချစ်သူရင်းစားအဖြစ်အဲ့ကောင်မလေးနေရာမှာကိုရင်းစားခြင်းဟမ်အကိုတွေအရွယ်ဆိုလဲကို့ရဲ့ညီမလေးနေရာမှာထားပြီးကိုရင်းစားခြင်းနော် တားသမီးနေရာမှာထားပြီးကိုရင်းစားခြင်းတူတူမနေရာမှာထားပြီးကိုရင်းစားခြင်း ဘလောက်ခံစားပြီးတော့သူ့မှာအသက်ကိုဆုံးချုံးွားရတယ်။အင်မတန်ကိုရုံမှရိုင်းဆိုင်နေဒီအကျန်းဖက်ကောင်တွေဟာပြောစရာစကားဟုတ်မရှိတော့ဘူး။ဒါကြောင့်မလို့ဒီမြန်မာပြည်မှာဒီအကျန်းဖက်စနစ်ချုပ်ငိမ့်မကိုရတော့မှာစတင်မာလာ24ရက်နေ့စခန်းသာရွာဘက်တို့ကင်းလှက်လာတဲ့အင်အားတရာခန့်ပါရှိတဲ့အကျန်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအတက်30အရွယ်ခန့်ရှိတန်ကားတပားနဲ့တွေ့ဆုံခဲ့ကြောင်းဥစဉ်ကစစ်သားများကိုမြင်၍ကြောက်လန့်ကလေကွင်းထဲသို့ပုံအောင်ရန်ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြောင်း စစ်သားများကဦးစင်းဤညာဘက်မျက်လုံးကိုထိမှန်အောင်ပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးအစိုးရတပ်ဖြတ်မှုကိုရွာခေါင်းဆောင်တဦးမျက်မြင်တွေ့ရှိခဲ့ကြောင်းသိရတယ်ထို့နောက်အသက်16နှစ်အရွယ်မိန်းကလေးဖြစ်သူမှာတဲတဲတွင်ကိုလုံးဒီအနေသားဖြင့်နှစ်ဖူးနှင့်ခန္ဓာကိုယ်တွင်ဒဏ်ရာများနှင့်တွေးများရွှဲကတေဆုံးနေခဲ့သည်ကိုတွေ့ရကြောင်းသူမရဲ့အဝတ်များကိုမိဖို့ကြောင့်အနီးတွင်တွေ့ခဲ့ရပြီးစစ်တပ်ယူနီဖောင်းတုံးဆောင်များနဲ့လက်နက်အချို့မှသူမရဲ့အနီးနားဝင်ချင်းကြံရိုက်ခဲ့ကြောင်းသိရတယ် မိခင်ဖြစ်သူမှလည်းအသက်မခံရခင်စစ်သားများအားသမီးဖြစ်သူကိုအန္တရာယ်မပြုရန်တောင်းပန်ခဲ့တဲ့စစ်တပ်ကရင်ဘတ်ကိုကြည်စံဖြင့်တေဆုံးသည့်အထိပြစ်တတ်ခဲ့ကြကြောင်းအသက်၁၂နှစ်အရွယ်ကောင်လေးမှလည်း၎င်း၏ဘိုင်းနှင့်ခေါင်းတွင်တနတ်ဒဏ်ရာများဖြင့်ပြစ်ခတ်တပ်ဖြတ်ခါတေဆုံးခဲ့ကြကြောင်းသိရတယ်။နော်ဒါကတော့မပြေးနိုင်ပဲကြံပြင်းခဲ့တဲ့အိတ်တဲမှရှိတဲ့၁၆နှစ်အရွယ်အမျိုးသမီးလေးရဲ့ပြီးလို့ရှိရင်သူ့ရဲ့မောင်က၁၂နှစ်အရွယ်သူ့ရဲ့မိခင်ရဲ့အဲ့ဒီ၃ယောက်လုံးကိုစစ်ကြောင်းနဲ့လာတွေ့ရင်းနဲ့ရေးရဲစဲတပ်ဖြတ်သွားတာ။ နော်ရိုးရိုးတက်ဖြတ်တောင်မဟုတ်မအေနဲ့သားကိုတက်တယ်အဲ့ဒီအပြိုပေါ်ဝင်ကစားကလေးမကိုစစ်ဒီစစ်ခွေးတွေကမဒိန်အချိန်ချင်းကျင့်ပြီးမှတက်သွားတာသေသွားတဲ့အချိန်မှာဗျာဝစ်လစ်စလစ်နေလေဟမ်ဘလောက်တောင်ခံစားကောင်းမစဉ်းစားကြည့်စမ်းအဲ့တော့အခုလက်ရှိမင်းအောင်လိုင်လုံနေတဲ့ပုံကဘလို့လုံနေဆိုတော့တူတွဲ့အတက်ပေးပြီးတိုက်မဲ့လူသားစစ်သားတွေလိုအပ်နေတယ်အဲ့တော့စုဆောင်ရေးကထွက်လာတဲ့ဒီ ခလေးမှန်သမျှကိုမလုပ်လဲစစ်မှုထမ်းတပ်သားတွေမှန်မြောက်မြင်းစေးတွေပေးရှူခိုင်းတယ်မွေးစေးဝါးတွေကြိုက်တဲ့လောက်တုံးခိုင်းတယ်ပြီးရင်ရှေတန်းကိုလွှတ်လိုက်တယ်ရှေတန်းမှာရှေတန်းစစ်မြေပြင်ဆိုတာကရန်သူတို့တတ်မှတ်ထားတာလေဒါပေမဲ့အခုလက်ရှိမင်းအောင်နိုင်လွတ်နေတဲ့စစ်တပ်ကစစ်ကြောင်းတွေကဘယ်ကိုလွတ်တာလဲမြန်မာနိုင်ငံထဲမှာရှိတဲ့မြန်မာနိုင်ငံသားတွေနေထိုင်တဲ့ရွာတွေတဲကိုလွတ်နေတာလွတ်ပြီးတော့အဲ့ဒီရွာကိုတွားအဲ့ဒီရွာမှာတွေ့တဲ့လူကိုတတ်တွေ့တဲ့ပစ္စည်းမင်းတို့ပစ္စည်း တွေ့တဲ့အိမ်မင်းတို့အိမ်မင်းတို့ကြိုက်တာလှုပ်လို့ရတယ်အဲ့ဒါအကုန်လုံးကရန်သူပဲဘာဖြစ်လို့လဲငါတို့ကိုလက်မခံလို့ငါတို့အုပ်ချုပ်တာကိုလက်မခံလို့အကုန်လုံးကငါတို့ရဲ့ရန်သူပဲဆိုပြီးတော့မြမာပြည်သားအချင်းချင်းကို ပြန်ပြီးတွေးချောင်းစီးအောင်လုပ်နေကြတာအဲ့တော့ငကိုတဲကအတီတရားမဲ့နေတဲ့ဒီအောက်ခြေစစ်ခွေးတွေဟာစစ်တောင်းတောင်းထိုးတယ်ရွာတရာတွေ့တယ်ပြည်သူတွေထွက်ပြေးလွတ်မြောက်ဝိုင်းကြံမြင့်ခဲ့တဲ့အိမ်ုံရိုက်ဖွင့်တယ်လိုအပ်တဲ့ပစ္စည်းတွေကိုယူတယ် ကျဝက်ကျွဲနွားသူတို့စားကျင်တာစပစ်ခတ်တက်ဖြတ်တယ်စားလို့မကုန်ရင်အဲ့နွားကြီးကိုတက်ပစ်ခဲ့တယ်နော်ပြီးလို့ရှိရင်မီးချိုပစ်ခဲ့တယ်နောက်တရွာကိုစစ်ကြောင်းဆက်ထိုးတယ်အကယ်၍မပြေးနိုင်မလွှမ်းနိုင်လို့သူတို့စစ်ကြောင်းနဲ့မိဝိုင်းရင်အသက်60ကျော်အရွယ်ဟိုတခါတော့မတိန်ကျင်ဝမ်းလာနော်အတော်တယောက်ကအသက်60ကျော်ပြီနော်သူ့ရဲ့လေဖြတ်နေတဲ့သူ့အဖေကိုပြုစုရင်းနဲ့မတိန်ကျင်ကန်ထိတာအသက်60ကျော်အရွယ် ဲ့တော့အဲ့လိုမျိုးမိွားရင်အခုလိုမျိုးမတိုင်းကျင်ပြီးတက်ဖြတ်တယ်။ကဲစဉ်းစားကြည့်ဒီလိုအဖွဲ့အစည်းမျိုးကိုကျွန်တော်တို့နိုင်ငံမှာကိုယ်တိုင်းပြည်ရဲ့စစ်တပ်ပါဆိုပြီးတော့ကျွန်တော်တို့ကလက်ခံထားရမှာလား။အဲ့တော့ပြောချင်တာကျွန်တော်အမှန်တရားအတွက်မှန်မှားနေတာကိုမှားနေတယ်လို့မပြောရရင်တော့မှန်ပါတယ်လို့တော့မပြောကြပါနဲ့။ဒီလိုလောက်ရမျိုးတွေကိုခင်ဗျားတို့ကိုကျင်းစံတရားနဲ့နှိုင်းရှင်ကြည့်ပါ။နော်ဒါစစ်တပ်ထောက်ခံတဲ့အတိုင်းဝန်းကိုကျွန်တော်ပြောချင်တာ။ဒီလိုလောက်ရမျိုးကိုကိုယ့်ရဲ့သွေးသားကိုယ့်အမျိုးသမီးကိုယ့်ရဲ့ညီမကိုယ့်တူမအနေနဲ့ ကိုရင်းစာကြည့်ပါအဲ့တော့မှားနေတာကြီးကိုမှားနေတယ်လို့ခင်ဗျားတို့မပြောရရင်တော့ငါတို့တတ်မတော်กว่าငါတို့အဘกว่าတော့မလုပ်ကြပါနဲ့လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်နေတဲ့စစ်ခေါင်းဆောင်တွေဟာတတ်မတော်ကိုချစ်တာမဟုတ်ပါဘူးသူတို့ဒီတတ်မတော်ကိုတုံးစားလို့မရတဲ့အဆင့်အထိတူနဲ့နောက်ဆုံးသူကြဆုံးသွားသည့်ဒီတတ်မတော်ကိုဆွဲချသွားမယ်လောက်ရက်ကိုလုပ်နေတာလုံးဝလက်မလုပ်ဘူးမယုံကြည်ပါ ဒါကြောင့်မလို့တပ်မတော်ကိုတကယ်ချစ်တယ်ဆိုရင်ဒီတပ်မတော်ဟာမြန်မာနိုင်ငံထဲမှာတိတ်ခါရှိတဲ့တပ်မတော်တရက်ဖြစ်အောင်ဝိုင်းဝန်းကူညီဝန်ရံပေးကြဖို့အရေးကြီးပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းလေးကတော့ခုနကပဲကျွန်တော် reaction လုပ်ထားတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲ့ဒါကတော့စိတ်မကောင်းစရာသတင်းပါ။ဒုယာရီတက်ရင်မှုကမင်းဘူးခရိုင်မှာရှိတဲ့ဒုယာရီတက်ရင်မှုကိုကိုအဆုံးစီရင်သွားတယ်။ဆုံးမစီရင်ခံမှာတေတန်းစာရေးပြခဲ့တယ်။အဲ့ဒီတေတန်းစာကတော့ယိုတာဆိုတာတော်လန်ကြပါအောက်ခြေရဲပေါ်များဤ အရှက်ဂုံတိတ်ခါအတက်တွေချမနှင်းကြပါနဲ့ဆိုတဲ့စာလေးကိုရေးထားတယ်အဲ့တော့ဒီရဲ့စာရဲ့အနောက်ွယ်မှာ AUG မှာရှိတဲ့ MOD တာဝန်ရှိတဲ့လူကြီးတွေအနေနဲ့စစ်ဆေးဖို့လိုအပ်ပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့ကလက်နက်ကင်လူဘာဝပြီးမတရားတဲ့အမိန့်တွေပေးနေတဲ့စစ်တပ်ကိုစစ်ခွေးတွေလို့ခေါ်ပြီးတော့တော်လှန်နေကြတာဖြစ်ပါတယ်ကိုယ့်ရဲ့လက်အောက်မှာမတရားတဲ့အမိန့်တွေကိုပေးနေတဲ့အရာရှိတွေတာဝန်ခံတွေရှိနေပြီလားနော်ရှိနေလို့ရှိရင်တော့ကျွန်တော်ပြက်ပြက်တတအရေးယူဖို့လိုတယ် ခွေးကိုတော်လှန်ရင်းနဲ့ခွေးဖြစ်သွားတဲ့ဒူတွေကိုတော့တီတူကလက်ခံမှာမဟုတ်ဘူးဒါကိုတိကျပါတယ်အဲ့ဒါကတော့မကွေးတိုင်းမင်းမူးခရိုင်အမှတ်တုံးတက်ရင်ရဲ့ယာရီတက်ရင်မူဟိုးကြီးကိုကိုအဆုံးစီရင်သွားတယ်လို့တိရပါတယ်သူဟာရိုးတားစွာတော်လှန်ကြပါအောက်ခြေရဲဘော်များကြီးအရှက်ဂုံတိတ်ခအတက်တွေကိုခြံမနှင်းကြပါနဲ့ဆိုတဲ့သေတန်းစာကိုလည်းခြံထားခဲ့တယ်လို့တိရပါတယ်ယာရီတက်ရင်မူဟိုးကြီးဟာပြီးခဲ့တဲ့အော်တိုဘာလတရက်နေ့ကတက်အတွင်အခန်းထဲမှာပဲကိုကိုကိုတနတ်နဲ့ပြစ်ပြီးအဆုံးစီရင်ခဲ့တာဖြစ်ပါတယ် မင်းမှုခရိုင်အမှတ်တုံးတက်ရင်ကရဲဘော် vibe viper ကတိုင်းခရိုင်တွေရဲ့စီမံခန့်ခွဲမှုအမှားတွေကြောင့်အဆုံးစီရင်သွားပါတယ်အဓိက pressure ပေးခဲ့တာကခရိုင်တာဝန်ခံ slide နဲ့ခရိုင်ယုံတာဝန်ခံဆွေမွန်မွန်ထက်တော့ပါပဲလို့ဆိုပါတယ်ဇာရီတိုင်ရင်မှုဟိုးကြီးဟာအသက်30နှစ်သာရှိသေးပြီးဘဒုကောမှထိခိုက်နစ်နာအောင်စကားနဲ့တောင်မပြောဆိုခဲ့ဘူးတဲ့သူတွေပြည်ပြည်အများအတွက်ပေးသွေးပေးတတ်သူဖြစ်တယ်လို့တီးရပါတယ် အန်ဂျီအနေနဲ့တိတိယယောက်အေးအယူပေးစီခြင်းမှလို့ပြောထားတယ်ကဲအားလုံးကြားတဲ့အတိုင်းဒါတော့တည်င်းထဲမှာပါလာတဲ့အတိုင်းကိုကျွန်တော်ပြန်ပြောဒါမြန်မာနိုင်ငံကကျွန်တော်ကောက်နှုတ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာခရိုင်တာဝန်ခံစလိုင်းနဲ့ခရိုင်တာယုံတာဝန်ခံဆွေမွန်မွန်ထက်ဆိုတဲ့နှစ်ယောက်ကဖိအားချောက်လို့တင်နာတာတွေ့တယ်အဲ့ဒီအတွက်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ MOD ရဲ့စစ်စစ်ဆောင်ရွက်မှုကိုလည်းပြည်သူတွေအနေနဲ့တည်ရှင်ပါတယ်ပွင့်လင်းမြင်သာစွာရှိဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲ ျွန်တော်တို့အရှိမပြောခဲ့သလိုပေါ့နော်မတရားတဲ့အမိတ်တွေကိုပေးနေတဲ့စနစ်ကိုမကြိုက်လို့တော်လှန်ကြတာလက်နက်ကင်ပြီးလူဘွားဝတဲ့လောက်ရက်ကိုမကြိုက်လို့တော်လှန်ကြတာကိုကိုတိုင်ကလက်နက်ကင်ပြီးလူဘွားဝနေမယ်ကိုကိုတိုင်ကအဲ့ဒီယာဒူးရှိတဲ့ဆိုတိုင်းမတရားတဲ့အမိတ်တွေလွဲမားတဲ့အမိတ်တွေကိုပေးနေမယ်ဆိုရင်ကျွန်တော်တို့ဟာခွေးနဲ့အတူတူဖြစ်သွားရပါလိမ့်မယ်နော်အဲ့တော့စစ်ခွေးစစ်ခွေးတို့သူများကိုခေါ်ပြီးတော့ကိုဒီဘက်မှာခွေးချင်းခွေးညံကြံတဲ့လူပေါ်လာမယ်ဆိုရင်တော့ ပြက်ပြက်တာတာအေးယူဖို့လိုပါတယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့စစ်သားနှင့်ပြူစောတိများစကားများရံဖြစ်ရမှ အချင်းချင်းပြက်ခတ်မှုဖြစ်ပွားပြီးတအူးမတာပေါ်တဲ့ဆိုတဲ့သတင်းမှဖြစ်ပါတယ်အော်တိုဘာလ9ရက်နေ့ညနေ9နာရီခန့်မှာအုပ်ပုံမြို့နယ်အိုးတယ်ကုန်းစစ်တပ်ဂိတ်အတွင်ကင်းလက်စောင့်နေတဲ့စစ်သားများနှင့်ပြူစောတိများစကားများရံဖြစ်ရမှအပြန်အလှန်ပြက်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်းသိရတယ်ထို့ပြက်ခတ်မှုအတွင်ပြူစောတိတအူးနေရာမှာတင်ပွဲချင်းပြီးတေဆုံးခဲ့ပြီး စစ်သားဥမှလည်းပြည်သေးုံတွင်အရေးပေါ်စေကုတ္တမှုခံနေရကြောင်းသိရတယ်စစ်ခွေးနဲ့ပြူခွေးတွေရံပစ်တာစကားများပြီးအချင်းချင်းအပြန်လန်ပစ်ကြတာပြူခွေးတကောင်ကတော့ပွင့်ချင်းပြီးတေဆုံးတဲ့စစ်ခွေးကတော့ပြည်သေးုံကိုပြင်းထန်ဒဏ်ရာတွေနဲ့အရေးပေါ်ပို့ဆောင်ထားရတယ်လို့သိရပါတယ်ဟုဒေသခံတအူးကပြောဆိုပါတယ် ိုရဂွန်စစ်တပ်ခိတ်တီလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းခီးတော်ပြည်သူများထံမှငွေကြေးအဆမတန်ကောက်ခံခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ပြီးယခုအခါပြစ်ခတ်မှုတွေအချင်းချင်းဝေစုခွဲရမှအဝေမတည့်ပဲခိုက်ရန်ဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်းဒေတာပြည်သူများကဆက်လက်ပြောဆိုတယ်ကဲနောက်စစ်ကြောင်းထိုးလို့ရှိရင်ဘယ်လိုပုံစံသွားလဲဆိုရင်အခု drone ရှိတော့ drone ပေါ့နော် drone မရှိတော့လေရင်ကအရှိရနေဘုံကျဲတယ်ငကူကအခုဆိုတော့ drone ရောလေရင်ရောအရှိရနေဘုံလိုက်ချတယ် ပြီးလို့ရှိရင်လက်နက်ကြီးအထိုင်တက်ကအနောက်ကနေဒီမှာချင်းမြန်တက်ကိုကြော်ပြီးထုပေးတယ်။အော်လက်နက်ကြီးကအနောက်ကထုတယ်။ချင်းမြန်တက်ကအရှေ့ကနေစစ်တောင်းထိုးပြီးတွားတယ်။အဲ့လိုအဲ့လိုပုံစံတွားတာပေါ့။တွားရင်တနေရာကိုကြမယ်ဆိုရင်ချင်းမြန်တက်ကရွာတရာကိုဝင်မှွေလိုက်တယ်။မှွေပြီးအကုန်သူတို့စိတ်ကြိုက်မှွေပြီးရှင်မြန်တက်ကအရှေ့ကိုဆက်သွားတယ်။အဲ့ရွာကိုလာတယ်။အဲ့ရွာမှာလက်နက်ကြီးအထိုင်ကုန်းချင်းရင်နောက်ကအမြောက်တက်ကလက်နက်ကြီးအထိုင်တယ်။အဲ့လက်နက်ကြီးတကန်းကိုအဲ့ရွာဒီမှာမြတ် အကုန်ထုချင်ဖြစ်တယ်။အဲ့တော့အဲ့ဒီချင်းမြန်တက်ကအရာဆုံး ဘယ်ရရလဲဆိုတော့ပြည်သူပိုင်းပစ္စည်းတွေကိုလူယူခိုးယူဖွဲ့ယူတာကနေရလာတယ်အဲ့ဒီမှာပြန်ပြီးဝေစုဝေကြတယ်အဲ့တော့အမြောက်တက်လက်နက်တက်လက်နက်ကြီးတက်မှာနေတဲ့ကောင်တွေကဒီချေမြန်ဓမားတွေယူပြီးကြံမှရတယ်ဒါကခက်ဆက်ဆက်နော်မဟုတ်ဘူးမပြောနဲ့နော်ကိုယ်ဆွေမျိုးတွေစစ်ထဲမှာအကုန်ရှိတယ်အဲ့တော့ဒီလိုဟာမျိုးလုံနေတာကိုတတိုင်းပြည်လုံးနဲ့တိတယ်အဲ့တော့အခုလဲဒါအချင်းချင်းအဲ့လိုခိုးခိုးဖွဲ့ယူလာတဲ့ပစ္စည်းတွေကိုနော်အနောက်တန်းပြန်စစ်တပ်ကိုစခန်းကိုပြန်ရောက်တဲ့အချိန်မှာဝေစုခွဲရနေတယ် အဝေမတက်ပဲခွေးချင်းထကြိုက်ကြတဲ့ပွဲပေါ့ဘလို့ဖြစ်ဖြစ်ဒါစရည်သင့်တယ်လို့ပဲခေါ်ပါတယ်နော်အဲ့တော့တလောက်တောင်စိုးသွမ်းတောင်းညံ့နေတဲ့ကောင်းတွေကိုကျွန်တော်တိုင်းပြည်မှာနိုင်ငံရဲ့တက်မတော်အဖြစ်ကျွန်တော်တို့ဘယ်လိုထားရမလဲအဲ့ဒါအဖြစ်ပဲနော်ကျွန်တော်တို့လက်ရှိတော်လှန်ရေးဒီစစ်သားအားလုံးတည်ရမယ်ဆိုတော့ရည်ရွယ်ချက်နဲ့တော်လှန်နေကြတာမဟုတ်ပါဘူး PDF တွေတွားမေးကြည့်ပါဒီစစ်သားတွေအားလုံးကိုအခုတို့အကျင့်စာတိတ္တတွေပြက်သွားအောင်စီကန်းတွေမဲ့ဝါအောင် ဗျမ်းမတာဖြစ်သွားအောင်လှုပ်ဆောင်နေတဲ့အာနာရှင်စနစ်နဲ့အဲ့ဒီအာနာရှင်စနစ်ကိုအတက်တွင်းပြီးမောင်းနှင်နေတဲ့အပေါ်ကဒီလူတစုပြိုလဲရေးအတွက်တိုက်နေကြတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလူတစုမပြိုမပြိုလဲအောင်ဘာဖြစ်လို့လဲအောင်ချင်မှာအာနာယူတဲ့လူကယူသလိုကျွန်ယူတွေရှိနေတဲ့အတွက်ဒီအာနာယူလူတစုကဒီနေ့အချိန်ထိမပြိုလဲနိုင်သေးတာပါဒါပေမဲ့ဘလို့ဖြစ်ဖြစ်အာနာလူနေတာ၅နှစ်ရှိသွားပြီသူတို့အခုထိလူမနိုင်သေးဘူးဆိုတော့က ကျွန်တော်တို့ရဲ့အောင်မြင်မှုပဲเนาะဒါရှင်းချင်းလေးပဲကြီးရည်လေးအပြည့်အစုံလက်နက်အခမ်းအနားအပြည့်အစုံဘတ်ဂျက်အပြည့်အစုံစစ်တီအင်အား9သိန်းရှိပြီးသားအခုလက်ရှိစစ်မှုထမ်းနေဆိုတွတ်ကြည့်အဲ့လောက်အပြည့်အစုံရှိတဲ့အဖွဲ့အစည်းဟာဘာလက်နက်မှမရှိတဲ့ပြည်သူရှိရနေအာဏာကိုမတရားလုနေတာ9နှစ်ပြည်သွားပြီးအခုထိအာဏာမရသေးဘူးအဲ့ဒါပြည်သူတွေအောင် အောင်မြင်နေမှုပဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီအောင်မြင်မှုကို အဆုံးတက်ပန်းနိုင်ထိရောက်ဖို့အတွက်ဇွဲလုံးလဝတိရရှိဖို့လိုလေညီညွတ်မှုစီလုံးမှုတွေရှိဖို့လိုလေအဲ့ဒါဆိုရင်ကျွန်တော်တို့ကအောင်ပွဲကိုချိန်နေရပါမယ်ဟုတ်ကဲ့တရင်ကျို့အခါတရံတမန်ရမှာကျွန်တော်တို့အားလုံးဘေးပရာဝေးကွာပြီးတော့အေဂျင်တာနဲ့တိုင်းပြည်ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပါတယ်မင်္ဂလာညချမ်းပါခင်ဗျာ